အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြမလေရွေးစဉ်အမျိုးသားဘောလုံးအသင်းက2029အာရှဖလားခြေစစ်ပွဲသုဒ္ဓပွဲစဉ်ဖြစ်တဲ့စီးရီးယားအသင်းနဲ့ဒုတိယကျောပွဲစဉ်ကိုရန်ကုန်မြို့သူနာကွင်းမှာဒီကနေ့ညနေ9:00နာရီမှာရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်ဆိုတော့ရန်ပြီးခဲ့တဲ့ပွဲစဉ်၃ပွဲရှင်ပြိုင်အပြီးမှာမြမလေရွေးစဉ်အမျိုးသားဘောလုံးအသင်းရဲ့အုပ်စုရင်းအခြေအနေနဲ့ခြေစစ်ပွဲအောင်နိုင်မဲ့အခြေအနေလေးတွေကိုကျွန်တော်အခုနည်းနည်းပြောချင်ပါတယ် မြန်မာအသင်းရဲ့လက်ရှိအုပ်စုရင်းမှာရှေ့မှာသုံးပွဲကစားထားပြီးတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အသင်းကိုအနိုင်ရရှိပြီးတော့ရမတ်6မှတ်နဲ့အုပ်စု E ရဲ့ဒုတိယနေမှာလက်တလောရက်တည်နေပြီးတော့စီးရီးယားအုပ်စုတွေမှာအဓိကပြိုင်ပွဲဖြစ်တဲ့စီးရီးယားအသင်းနဲ့ပထမအကြော့ကိုတော့ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့မှာဆော်ရီအာရီဗျာနိုင်ငံမှာတွားရောက်ရှင်ပြိုင်ကစားခဲ့ပြီးတော့9-2ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တာဖြစ်ပါတယ် ဆိုတော့အုပ်စုတွေမှာအဓိကပြိုင်ပွဲဖြစ်တဲ့ဆီးရီးယားအသင်းကိုရှုံးလိုက်တာကမြန်မာအသင်းအတွက်ခြေစစ်ပွဲအောင်နိုင်ရေးမှာတော်တော်လေးအခက်တွေသွားရတဲ့အခြေအနေလည်းဖြစ်ပါတယ်။ဒါပေမဲ့မျော်လင့်ချက်တွေကုံဆုံးသွားပြီလားဆိုတော့မဟုတ်သေးပါဘူး။မြန်မာအသင်းနေနဲ့အခုဒီနေ့ညနေ9:00နာရီမှာရှင်ပြိုင်ကစားဖို့ရှိတဲ့ဆီးရီးယားအသင်းနဲ့ပွဲအပဝင်အုပ်စု E မှာလက်ကျန်3ပွဲကြံ့နေပါသေးတယ်။ဒီ၃ပွဲစလုံးမှာအမှတ်တည်ယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်စီးရီးယားအသင်းကိုကျော်ဖြတ်နိုင်တဲ့အခြေအနေတွေရှိနေပါသေးတယ် ဆိုတော့အခုဒီညနေမှာရန်ကုန်မြို့သူ့နာကွေးမှာရှင်ပြန်ကစားမဲ့ဆီးရီးယားအသင်းရဲ့ဒုတိယအကြော်ပွဲစဉ်ကတော့မြမလေးရွေးစဉ်မျိုးသားဘောလုံးအသင်းအတွက်ခြေစစ်ပွဲအောင်နိုင်ရေးအဆုံးဖြတ်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့လုံးဝရှုံးလို့မရဘဲနဲ့မဖြစ်မနေအနိုင်ရအောင်ရှင်ပြန်ကစားဖို့လိုအပ်ပါတယ်။တရေရယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်းမြမအသင်းအနေနဲ့ခြေစစ်ပွဲအောင်နိုင်ရေးမှာမျှော်လင့်ချက်ရှိနေပါသေးတယ်။တကယ်လို့ရှုံးသွားခဲ့မယ်ဆိုရင်တော့တေချာပေါက်အခု လက်ချက်နှစ်ပွဲလိုမှာပဲမြန်မာအသင်းဟာခြေစပွဲအောင်ဖို့အတွက်မျှော်လင့်ချက်ကုံဆုံးသွားမှာလည်းဖြစ်ပါတယ်။ဆိုတော့အခု2029ခုအာရှဘလခြေစပွဲက ပြိုင်ပွဲပုံစံအရအုပ်စုပထမရတဲ့ထိဆုံးတသင်းတွေကသာခြေစပွဲအောင်နိုင်မှာဖြစ်လို့လက်ရှိအုပ်စုရင်းအနေထားအရစီးရီးယားအသင်းက၃ပွဲကစားပြီး၃ပွဲအနိုင်ရရှိကရမယ့်ကိုမန့်နဲ့ရာနှုံးပြည့်နိုင်ပွဲဆက်မှုနဲ့အတူအုပ်စုပထမနေရာကနေပြီးတော့ခြေစပွဲအောင်နိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အလမ်းတွေကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဆိုတော့အခုဒုတိယကြော့ပွဲစီမှာမိမိအိမ်ကွင်းပရိသတ်ရှိမှာရင်ဆိုင်ရမှာဖြစ်လို့မြန်မာအသင်းအနေနဲ့ဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီးတော့အိမ်ကွင်းပရိသတ်ရှိမှာစီးပွားအသင်းကိုမဖြစ်မနေအနိုင်ရအောင်ဆွမ်းဆောင်ဖို့လိုပါတယ်။တကယ်လို့စီးပွားအသင်းကိုအနိုင်ရရှိခဲ့မယ်ဆိုရင်မြန်မာအသင်းကရမှတ်ကိုမဲ့ရရှိပြီးတော့ရမှတ်တူနဲ့လက်ကျန်နှစ်ပွဲမှာအမှတ်တီထပ်ပြီးတော့ယူနိုင်ခဲ့မယ်ဆိုရင် ခြေစွဲအောင်နိုင်ဖို့အတွက်မျှော်လင့်ချက်တွေရှိနေဦးမှာဖြစ်ပါတယ်။တကယ်လို့မနိုင်ခဲ့ဘူး။တည်တမတ်ယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်းပဲစီရအသင်းကရမတ်၁၀မှတ်၊မြမအသင်းကရမတ်၇မှတ်နဲ့လက်ကျန်၂ပွဲမှာမြမအသင်းအနေနဲ့ခြေစွဲအောင်ဖို့အတွက်မျှော်လင့်ချက်တွေရှိနေဦးမှာ ဖြစ်ပါတယ်။လက်ကျန်၂ပွဲစလုံးကိုနိုင်ရရှိအောင်ကစားမယ်။ဂိုးတွေလည်းများများသွင်းနိုင်ခဲ့မယ်ဆိုရင်ဒါစီရအသင်းကိုအဓိကပြိုင်ဖို့အတွက်ခြေစွဲအောင်နိုင်ဖို့အတွက် မျှော်လင့်ချက်ရှိနေဦးမှာဖြစ်ပါတယ်။လက်ရှိအနေအထားအရလုံးဝရှုံးလို့မရတဲ့အနေအထားဒီအော်တိုဘလကိုရနေ့မှာဒါအာရှင်ပြန်ခဲ့တဲ့ပွဲစဉ်မှာတစ်ဖက်ကအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်အသင်းတို့ရဲ့ရလက်ကိုကြည့်လိုက်တော့ဂုံးမရှိသေးရလက်ထွက်ပေါ်ထားပြီးတော့လက်ရှိအုပ်စုအီးမှာပါကစ္စတန်ကလည်းတမတ်ပေးရထားသလို အာဖဂန်နစ္စတန်ကလည်းတမတ်ပဲရထားတာဖြစ်ပါတယ်ဆိုတော့ဒီနေ့တင်းကတော့လက်ကျန်ပွဲစဉ်တွေမတိုင်ခင်မှာပဲခြေခြေပဲအောင်ဖို့အတွက်မျောလင်းချက်ဒီကအကုံဆုံးသွားပြီလို့ပြောမှာဖြစ်ပါတယ်ဆိုတော့အုပ်စုတွေမှာတင်းနဲ့တက်မဲ့အခြေအနေကပြန်ပွဲဝင်အသင်းတွေအတွက်တော်တော်လေးကိုခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်သလိုမြန်မာအသင်းအနေနဲ့ဒီလက်ရှိဒီအာရှဘလခြေစစ်ပွဲမှာနီးပြကုမျိုးလိုက်ဝင်လက်ထက်အကောင်းဆုံးခြေစွမ်းတွေကိုပြသထားနိုင်ခဲ့ပေမဲ့အဲတင်တော့ ဒီအဓိကအုပ်စုရင်းအဓိကပြန်ပဲဖြစ်တဲ့ Syria အသင်းရဲ့အတွေ့မှာတော့ဟိုကျွန်တော်တို့ထင်သားသလောက်ရလက်တင်မကောင်းခဲ့ပဲနဲ့ဒီ sorry မှာဆိုလို့ရှိရင်ကိုပြရလက်တင်နဲ့ရှုံးခဲ့တာဆိုတော့ဒီအခြေအနေတွေကပဲခြေစစ်ပွဲအဲမအောင်နိုင်တဲ့အခြေအနေတွေရောက်သွားတာပေါ့လေဘလို့ပဲဖြစ်ဖြစ်မြန်မာအသင်းနေနဲ့မျောလင့်ချက်မေးမေးလေးရှိနေသေးတယ်အခုအိမ်ခွင်ပြိသက်ရှိမှာအနိုင်၃မှတ်ရအောင်ဆန်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ခြေစစ်ပွဲအောင်နိုင်ဖို့အတွက်လက်ကျန်နှစ်ပွဲကအသက်ဝင်နေဦးမှာဖြစ်ပါတယ် ုတ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ဒီ sorry အရိပြမှာကန်ခဲ့တဲ့ပရမအကျော်တွေးဆုံမှုမှာငါးခုတကူနဲ့ရှုံးလိုက်တဲ့ပေါ်နိပြကုမျိုးလိုက်ဝင်းရဲ့ဒီပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောခဲ့တဲ့ဇာတ်ရည်ရဆိုလို့ရှင်အဲအဲ့ဒီမှာအဲ sorry ကိုသွားတဲ့အခါမှာသူတို့အနေနဲ့ခီးပန်းမှုတွေရှိတယ်အဲလန်ခီးမှာကြံ့ကြာမှုတွေကြုံခဲ့ရတယ်အဲအခက်ခဲတွေအများကြီးကြုံခဲ့ရတယ်ပေါ့လေ sorry ကိုရောက်တဲ့အခါမှာလဲဒီကစားမားတွေအနေနဲ့အဲဒံရရကစားမားတွေရှိနေသလို ဖျားနာကြတဲ့ကစားမတွေလည်းရှိနေတယ်ဆိုတော့အဖက်ဖက်ကအစင်မပြေမှုတွေကြုံခဲ့ရတဲ့အခြေအနေမျိုးကမြန်မာအသင်းအခုလိုမျိုးကိုပြက်ရလက်နဲ့ဒါရှုံခဲ့တဲ့အခြေအနေလို့ဒါနီးပြကြီးကတော့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောသွားတာပါလေဆိုတော့မနစ်က2024ခုနှစ်ကမ္ဘာဖလားချီစစ်ပွဲမှာဒီအသင်းနဲ့တွေ့ဆုံခဲ့တုန်းကလည်း ဒါပရမအကျော် sorry မှာသွားကြရင်တော့မြန်မာအသင်းအခုလိုမျိုးခက်ခဲတွေကြုံခဲ့ရတာပါဒဏ်ရာပြဿနာရှိခဲ့လို့ဖြားနာတဲ့ပြဿနာတွေလည်းရှိခဲ့တယ်အဲ့ဒီတုန်းက sorry မှာခုနှစ်ဂိုးလောက်ထိဂိုးပြက်ရက်လက်နဲ့ရှုံးခဲ့တာဖြစ်ပါဒါပေမဲ့ဒီနှစ်တော့ငါးဂိုးတဂိုးဆိုတဲ့ရက်လက်နဲ့ရှုံးခဲ့တာကမြန်မာအသင်းအဲခြေစွမ်းပိုင်းတွေတိုးတက်လာတယ်လို့ပြောရမှာပေါ့ဗျာအာခြေပါဂိုးတဂိုးလည်းပြန်ပြီးတော့တွင်းနိုင်ခဲ့တာ哦ဆိုတော့အခုဒီအဲ့ဒီတုန်းကဒီ အဝေးကမှခုနကခုပြန်နဲ့ရှုံးခဲ့ပေမဲ့မိမိအိမ်ကွင်းပြည်သက်ရှိမှာတော့တစ်ဖက်တကိုးစီဆိုတဲ့တည်ရက်လက်ထွက်အောင်ရှင်ပြိုင်ကစားထားနိုင်တော့ကျွန်တော်တွေ့ရပါတယ်။ဆိုတော့အဲ့ဒီအခြေအနေမျိုးတွေဒီနေ့ဒီအော်တိုဘာလ14ရက်နေ့မှာရောမြန်မာကစားမတွေအနေနဲ့ဆန်းဆောင်နိုင်မလား။ဒီပြကုမျိုးလိုက်ဝင်အနေနဲ့ရောဘလို့ခင်းချင်းနေနဲ့ပွဲထွက်လာပြီးတော့စီးရီးယားစီကအမှတ်တွေယူဖို့ပြင်ဆင်လာမလဲဆိုတာလဲကျွန်တော်ကဒီကနေ့ညနေ9:00နာရီမှာစိတ်ဝင်စားနဲ့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။အခုလက်ရှိမြန်မာအသင်းရဲ့ထူးခြားတဲ့အခြေအနေလေးကိုပြောမယ်ဆိုရင်ဒီပြကုမျိုးလိုက်ဝင်အနေနဲ့ အာပြီးခဲ့တဲ့ပထမအကြုံမှာမပါဝင်နိုင်တဲ့ခင်းစစ်ကစားမသီဟာထက်အောင်တဲ့အတင်းကောင်းဆောင်မမောင်လင်တို့ကတော့အခုဘွဲမှာပြန်ပြီးတော့ပါဝင်ကစားနိုင်မယ်ဒါပေမဲ့မမောင်လင်ကိုကြည့်ရတာတိတ်ပြီးတော့ကြံ့ခိုင်မှုပြေးသွားတဲ့အခြေအနေမျိုးတွေမရှိဘူးတန်ရာကတက်တာနေပြီးပြန်ကစားနိုင်နေပြီဆိုပေမဲ့အဲကျွန်တော်ထင်တယ်ပွဲချိန်ပြည့်တောင်ကစားနိုင်ပါမလားလို့ဟိုဟိုပြောရမှာပေါ့လေဆိုတော့ဒီကစားမနှုတ်ဥပါလာတာကအတင်းရဲ့ခင်းစစ်ပိုင်းနဲ့ကွင်းလေပိုင်းအဲအကောင်းဆုံးအနေထားပြန်ရောက်လာနိုင်တယ်လို့ ီတိုက်စစ်ပိုင်းမှာတိုက်စစ်မှုတွေကိုသွင်းဖို့အတွက်လည်းအဲကွင်းလယ်ပိုင်းကပံ့ပိုးမှုတွေပိုပြီးတော့ကောင်းလာမယ်လို့ကျွန်တော်ထင်ပါတယ်။ပြီးတော့နောက်တစ်ချက်ကနီးပြိုက်ကုမျိုးလိုက်ဝင်းအနေနဲ့လက်တလောလေးကမှဂျပန်မှာသွားပြီးတော့လေ့ကျင့်ထားတဲ့စီကိန်းထိုင်းစီကိန်းပြန်ဝဲဝင်မဲ့ UNICEF နဲ့ကစားမအ3ဦးဖြစ်တဲ့ကျွန်တော်တို့ဒီကွင်းလယ်ကစားမဇော်ဝင်းသိန်းဒီတောင်ပိုင်းကစားမမင်းမော်ဦးနဲ့ခန်းစစ်ကစားမမြတ်ဖုံးခန့်တို့ကိုဒီ3ဦးကို ထပ်ပြီးတော့မြန်မာလေယာဉ်အသင်းမှာခေါ်ယူအားဖြည့်လိုက်တယ်လို့လည်းကျွန်တော်တို့သိရပါဒါကမြန်မာအသင်းရဲ့လူချင်းပို့ပြီးတော့ခါတိုင်းပွဲတွေတောင့်တင်းလာတဲ့အခြေအနေတခုလို့ပဲပြောရမှာပါဟိုတစ်ဖက်ကစီးရီးယားအသင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်စီးရီးယားအသင်းကလက်ရှိဒီဥရောပထွက်ကစားနေတဲ့ကစားမ6ဦးလောက်ထိပါဝင်နေတာဖြစ်ပြီးတော့မြန်မာအသင်းနဲ့ဆက်လို့ရှိရင်အဲ ကမ္ဘာအဆင့်တမတ်ချက် ranking အရ62မှာရှိနေပြီးတော့အဆင့်တဆင့်မြင့်တဲ့အတင်းတင်းလို့ပြောရမှာပါဆိုတော့ဒီကစားမားတွေရဲ့ဆွမ်းဆောင်ဦးချင်းဆွမ်းဆောင်မှုနဲ့မြန်မာကစားမားတွေရဲ့တဦးချင်းဆွမ်းဆောင်မှုကိုကြည့်မယ်ဆိုရင်စီးရအတင်းကတော့ဟိုတိတိတသာအသာစီးရထားတာကိုတွေ့ရပါတယ်ပထမကျော်တွေ့ဆုံမှုမှာဆိုလို့ရှိရင်လည်းပဲအဲသူတို့အတင်းကတိုက်စစ်မှုတွေရဲ့ဒီအဆုံးသက်ချက်တွေကမြန်မာအတင်းရဲ့ခန်းစစ်ကစားမားတွေဘလို့မှဒီဟန်တာနိုင်တဲ့အနေထားမျိုးတွေမရှိခဲ့တာတွေ့ရပါတယ်ဆိုတော့ဒီပွဲမှာနီးပြိုက်ကိုမျိုးလိုက်ဝင်အနေနဲ့ လိမ္မာပါးနဲ့စွာနဲ့ရှင်ပြန်ကစားဖို့လိုသလိုစီးရီးယားအတင်းစီကဒီအမှတ်တရယူဖို့အတွက်ဆိုလို့ရှင်အဲခန်စစ်အသားပေးပြီးတော့ကောင်တာအနေထားတွေနဲ့ပဲဂိုးတွေရဖို့ကြိုးစားလာမလားဆိုတာလဲကျွန်တော်ကအာစိတ်ဝင်စားပါတယ်ဒီဘွဲကနီးပြကုမျိုးလဲဝင်ပေါ်မှာလဲအဲအဓိကကြတဲ့အဲသူ့ရဲ့နီးပြအခင်းချင်းတွေကအဓိကကြမဲ့အခန်းကဏ္ဍလို့ပြောချင်ပါတယ်ဆိုတော့အဒီနေ့ဒီပွဲကတော့ကျွန်တော်တို့ဒီကနေ့အော်တိုဘားလ14ရက်နေ့ညနေ9:00နာရီမှာအာစတင်ပြီးတော့ ရန်ကုန်မြို့ဒုနာကွင်းမှာစတင်ရှင်ပြိုင်ကစားတော့မှာဖြစ်ပြီးတော့ဒီပွဲကိုကျွန်တော်တို့ဒီ Channel 7နဲ့မြန်မာယုံမီတန်ကြား MRTV တို့ကနေပြီးတော့တရရထုတ်လင်းပြသမယ်ဆိုတာလည်းကျွန်တော်ကြားသိထားပါတယ်ဆိုတော့အခုဒီကနေ့ပွဲစဉ်ရဲ့နောက်ဆုံးအခြေအနေလေးတစ်ခုပြန်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာအသင်းအနေနဲ့ရန်ကုန်မြို့ဒုနာကွင်းမြန်မာပြည်သက်တီရဲ့ရှေ့မှာအာခြေစွဲအောင်နိုင်ရေးမျှော်လင့်ချက်မှေးမှေးလေးအတွက် စီးရီးယားအသင်းကိုမဖြစ်မနေအနိုင်ကစားဖို့လွယ်တာဖြစ်ပါတယ်တကယ်လို့များရှုံးခဲ့မယ်ဆိုရင်တော့လက်ကျန်နှစ်ပွဲလုံးမှာပဲချင်းစစ်ပွဲမအောင်တော့မဲ့အချိန်ဒီရင်ဆိုင်ရမှာပါတပက်ကစီးရီးယားအသင်းကလည်းမြန်မာအသင်းကိုမဖြစ်မနေအနိုင်ကစားမှာဖြစ်ပြီးတော့မြန်မာအသင်းကိုနိုင်လိုက်မယ်ဆိုရင်သူ့အနေနဲ့ချင်းစစ်ပွဲအောင်နိုင်ဖို့အတွက်တေချာတလောက်ဖြစ်သွားမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲကမြန်မာအသင်းအတွက်တရေရှင်ရေးတမျှအရေးပါလာဖြစ်ပြီးတော့ဘင်းနောင်ဖောင်ဖြဲ့ပုံစံမျိုးနဲ့ရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့မြန်မာပြည်သက်တည်းရဲ့ရှိမှာရေကုံရေကန်း စီရအသင်းကစီကနေပြီးတော့အမှတ်ရဖို့စူးစမ်းကစားသွားမှလည်းဖြစ်ပါတယ်အခုမြန်မာပြည်သက်တွေမြင်ကျင်တဲ့ပုံစံအတိုင်းရေကုန်ရေကန်စူးစမ်းကစားသွားမလားဆိုတော့ရေကုန်မျိုးတုနာကွင်းမှာဒီကနေ့ညနေ9:00မှာစောင့်ကြည့်သွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်